ခလေးစားအပါတော့မြဘပြည်သူညေကိုမတော်များလုံးပဲမင်္ဂလာပါရှင်။ရှဲပင်တောင်ပိုင်းအောင်ပန်းမြို့ဟာဆိုလို့ရှင်တော့စီးပွားရေးအချက်ချက်ကြတဲ့မြို့တစ်မြို့ဖြစ်တဲ့အပြင်ကုန်သွယ်ရေးမှာလည်းဖွံ့ဖြိုးတိုးတက်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ဒါကြောင့်အောင်ပန်းမြို့ရဲ့အနီးအသွေးမှာဆိုလို့ရှင်တော့အရာတီလိုက်တင်းနယ်စိုက်ခင်များကိုမြင်တွေ့နိုင်မှာဖြစ်ပြီးတော့အလူးစိုက်ခင်များ၊ဂျင်းစိုက်ခင်များနဲ့အခြားသောတင်းနယ်စိုက်ခင်များကိုလည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။အခုဆိုလို့ရှင်တော့ကျွန်တော် Sky နဲ့ရေကူရေးဖွဲသားတွေကရှဲပင်တောင်ပိုင်းအောင်ပန်းမြို့ရဲ့အဝေးလမ်းမကြီးမှာရှိတဲ့စိုက်ပျိုရေးခြံတစ်ခုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်။ဒီခြံထဲမှာဆိုလို့ရှင်လည်းကောရခါတိပင်များနဲ့အခြားသောရာသီတင်း င်းနဲ့ဆိုင်ခင်များကိုလည်းအမြောက်များမြင်တွေ့နိုင်မှာဖြစ်ပါရဲ့ရှင်။ဒီမော့စကန်ရဲ့ကူရေးဖွဲ့သားတွေကဒီကနေ့မှာဆိုလို့ရှင်တော့ကရခါတိပင်ဆိုင်ပြို့ပေါ်အစစ်စစ်နဲ့ပတ်သက်ပြီးလေ့လာသွားချင်ပါတယ်။မြို့ပြည်သူညီကောင်မတော်များအလုံးလည်းကျမောင်းနဲ့အတူတူလိုက်ပါလေ့လာဖို့တက်ဖိတ်ခေါ်လိုက်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဦးရေမင်္ဂလာပါရှင့်ဟုတ်ကဲ့မင်္ဂလာပါသမီးစကိုင်းနက်ကပါရှင့်အဲသမီးတိုင်ပါဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဦးပထမဦးဆုံးအနေနဲ့ဦးရဲ့နာမည်နဲ့ပေါ့နော်ဦးလောက်ကန်ရဲ့အလောက်ကန်လေးကိုသိချင်ပါလိမ့်ရှင်ဦးနာမည်ကကိုကြည်လင်းဟောအလုံးပေါ့နော်ဒီချမှာတော့စိုက်ပြူထတာတော့ကိုလခါသည်ဂျင်းပိန်ဦးခရမ်းသည်စရော့ဘယ်ရီပေါ့ဟုတ်ကဲ့ပါဦးဦးရောချမ်းပါပေါ့နော်ဦးရဲ့ဒီစိုက်ပြူရေလောက်ကန်တာဘယ်လောက်ချင်းရှိပြီလဲရှင်အဲကျွန်တော်ဒီချမ်းစလောက်တာအလုံး၁၇နှစ်ရှိသွားပြီပေါ့ ်။ဟုတ်ကဲ့ပါရှင်။ဥရုချက်မှာစိုက်ရတဲ့တင်းတယ်လည်းအများကြီးပဲ။ဥရုအနေနဲ့အဓိကစီးပွားရဲ့အဖြစ်အာကိုပြောစိုက်ရတဲ့တင်းတယ်ဆိုရင်တော့ဘာတင်းတယ်လားဖြစ်မလဲ။အဲအဓိကစိုက်ပြောတဲ့တင်းတယ်ကတော့ကောလခါတင်း။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်ဥတမီရောစကန်နဲ့ကိုယ်ဖွဲသားနေရလေးဒီကောလခါလေးစိုက်ရပေါ်ဆင်းဆင်းနဲ့ပတ်သက်ပြီးလေ့လာချင်ပါတယ်ရှင်။ဟုတ်ကဲ့ရှင်။ဟုတ်ကဲ့ပါဥရုအနေနဲ့လိုက်ပြီးရှင်းပြရလို့ရပါတယ်။ရှင်းပြလို့ရပါတယ်။ဟုတ်ကဲ့ပါရှင်။အဲ့လို channel ခါချာ။ ချိန်ပဲเนาะဟုတ်တယ်ဥရောအနေနဲ့ဒီကရခါတီးကိုပေါ့เนาะဘလို့ရာတီမျိုးမှာဘလို့မြေမျိုးစားနဲ့စပြီးစိုက်ပြလဲဆိုရင်လည်းပတ်သက်ပြီးရှင်းပြပြပါအောင်အဲကျွန်တော်တို့ရှမ်းပြည်ကတော့ကရခါတီးကတော့မြေမျိုးစားမရွေးဘူးရာတီဥစုပဲရွေးတာပေါ့เนาะရာတီဥစုကသူကဒီမိုးတွင်ကနေတာရှိပြီညတာတူတာပါကိုသူကပိုကြိုက်တယ်နောက်ပြီးတော့ရေကြိုက်တယ်ရေဝတ်တာတော့သူမကြိုက်ဘူးကော အော်ဟုတ်ကဲ့ပါရှင်တော့ဆိုရင်ဥရောပနဲ့ဒီကရခါတိကိုဘယ်လိုစိုက်ပြိုလဲပေါ့နော်စာပြီးစိုက်ရဖို့အစစ်စစ်နဲ့ပတ်သက်ပြီးလဲရှင်းပြပေးပါဦးရှင်စာစိုက်ပြိုပုံကတော့အရင်တော့ကတော့ဒီကိုချံထွက်တဲ့မျိုးကိုပဲကိုထားတာပေါ့နော်နောက်ပိုင်းကိုချံထွက်တဲ့မျိုးဟာဟိုအတိသိမ့်မလိုက်တော့မလိုက်တော့ကျွန်တော်တို့ဒီခြံတရားထွက်တဲ့မျိုးကိုဟိုအင်းလေးဒေတာကနေဝယ်ယူပြီးတော့စိုက်ပြိုကြတယ်ဒီမျိုးအင်းလေးဒေတာထွက်တဲ့မျိုးကိုကျွန်တော်တို့ပြန်စိုက်တဲ့အခါအတိပို့ပြီးတော့တီးတာပေါ့ ဟုတ်ကဲ့ပါဦးဦးတို့ဒီကရခါလေးစိုက်ပြီးဆိုလို့ရှိရင်ပေါ့နော်စင်ထိုးတော့ဘာဖြစ်လို့စင်ထိုးရလဲပေါ့ဦးတို့နည်းပြီးတော့ဘလောက်သားအရွယ်ဆိုရင်စင်စပြီးထိုးပြီလဲပေါ့နော်အဲ့နဲ့ပတ်သက်ပြီးနည်းတော့ရှင်းပြပြပါဦးရှင်ကျွန်တော်တို့ကဒီကရခါသီးကမစိုက်ခင်ကိုစင်ရင်ပြင်ရတယ်ဥပမာကျွန်တော်တို့လေးလပိုင်းစိုက်မယ်ဆိုလို့ရှိရင်ရေလောင်းနိုင်တဲ့ခြံရေရှိတဲ့ခြံဆိုလို့ရှိရင်ကျွန်တော်တို့နှစ်လပိုင်းလောက်ကလေးကစင်ပြီးအောင်လုပ်ရပါတယ်ဟိုသူအပင်ထွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့အပင်ရဲ့အညောင်ကိုဟိုစင်ပေါ် ချောင်းဖြောင်းဖြောင်းတန်းတန်းတက်အောင်လို့ဟိုကျွန်တော်တို့ဟိုဟာလောက်ရပါတယ်ကယူဆိုင်ပေးရပါတယ်အဲဒါဒီပန်းပွင့်လေးနေတာအမအတီးတီးတာဗောနော်ဒီအဖူလေးရတော့ဒါအဖိုးပွင့်ဒါအညောင်းနုသူကတခါတည်းအမြဲတမ်းတွဲထွက်တယ်အော်ဟုတ်ကဲ့ပါရှင်တော့ဆိုရင်ဥရောပနဲ့ဒီအသီးပူကြီးဖွင့်ဖြိုးတတအောင်လို့လေရိုးအပီလေးပိုးမကြအောင်လို့ဆေးဖြန့်ပြီးကယူဆိုင်ပေးရတဲ့ပုံနဲ့ပတ်သက်ပြီးလည်းသိရှင်ပါလေရှင်အဲကျွန်တော်တို့ဂေါ်လခါသီးရဒီစဆိုက်ပြီးတော့ အပင်အစင်ပေါ်မရောက်မချင်းကိုကျွန်တော်တို့ကပြစီဖြန်းတာပေါ့နော်ဒီအညောင်းတန်မာအောင် ကောင်းမွန်ပြစီဖြန်းတယ်ဖြန်းပြီးတော့စင်ပေါ်ပြန့်သွားလို့ရှိရင်ကျွန်တော်တို့ကဟိုစီမတုံးတော့ပါဘူးဟိုပါပေါ့ဒီကော်လကာအတီတီအောင်လို့ကျွန်တော်တို့ကနွားချီနဲ့ချက်ချီတော့အဓိကထည့်ရတာဟုတ်ကဲ့ပါရှင်ဒါဆိုရင်ဥတို့နယ်ဒီကရခါတီကိုပေါ့နော်အတီးပုံပြီးတီးဆွေ့ခြင်းဆိုလို့ရှိရင်ဘယ်လိုမျိုးယူဆိုင်ပေးရလဲအဲကျွန်တော်တို့ကတကယ်တော့ မိုးလေဝသမှန်နေတော့သူအတီးရဟိုအအောင်များတယ်ဗောနော်မိုးနေနေတော့အတီးရအောင်တိတ်မအောင်ဗောမအောင်တဲ့အတွက်ကျွန်တော်တို့ကရေလောင်းပေးရတယ်ဒီအတင်းအတီးကင်းလေးနေအောင်ဗောနော်ဟုတ်ကဲ့ပါရှင်ဘူးလို့နေတာဆိုရင်ဒီအပင်ဆိုင်ပြီးတော့ဗနလာသားအချာဆိုလို့ရှင်အပွင့်ဆပြီးပွင့်ပြီးလဲအတီးစားတည်ပြီးလဲအဲအပင်ကတော့ကျွန်တော်တို့ဒီကိုလခါတီးရတော့အပင်ကိုတိုင်ဒီတိုင်ပေါ်စတက်တာနဲ့သူကအပွင့်လိုက်ပါတယ်လိုက်ပေမဲ့သူ့ကို ပေးသီးလိုက်လို့ရှိရင်အပေါ်ပေါ်စင်ပြန့်ဖို့နှေးွားတာပေါ့နော်အဲအကြောင်းဒီအပင်ဒီတိုင်ပေါ်တက်တဲ့အချိန်မှာကျွန်တော်တို့ကမပေးသီးစင်ပေါ်ပြန့်ပြီဆိုမှစပြီးတော့ပေးသီးတာပေါ့အဲအချိန်မှာကျွန်တော်တို့ကချက်ချီနွားချီအဓိကထည့်ရတယ်နောက်ရေအဓိကလောင်းပေးရတာပေါ့နော်မိုးမိုးမှန်နေရင်တော့ဒီမိုးမှန်နေရင်တော့အသီးရပိုသီးတယ်နောက်ပြီးတော့ဒီကော်လခါသီးရပူတဲ့နေရာမှာအပူကိုမကြိုက်ဘူးပေါ့သူကနေပူတာများလို့ရှင်လေဒီအသီးကင်းလေးတွေက

အဲအဖိုကိုင်းကဒီပန်းပွင့်ကိုင်းဟုတ်ကဲ့အဖိုကိုင်းကဒီပန်းပွင့်ကိုင်းနောက်အညောင်းနူကတခါတည်းထွက်တယ်သူကအတီးရဲ့အမကိုင်းရဲ့အဖိုပွင့်ရဲ့အညောင်းနူရဲ့သူကတခါတည်းတဲတာဒီအညောင်းနူပြေးတိုင်းမှာသူကအတီးကင်းပါတာဗောနော်ဟုတ်ကဲ့ဥရောဒီမျိုးအတီးတီးပြီဆိုလို့ရှင်ရောဥရောစပြီးခူးတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့တိချက်အဲအတီးတီးပြီးရင်10ရက်ကနေ15ရက်ကြာလို့ရှင်ဟိုအတီးအလုံးကြီးတဲ့ဥစ္စာဗောခူးခူးတာပါ ဈေးကွက်ကကျွန်တော်တို့ကဟိုဒီဘလော့ခါးသီးကိုဟိုကျွတ်ကျွတ်အိတ်အစိမ့်နဲ့ပေါ့နော်ဟုတ်ကဲ့ကျွတ်ကျွတ်အိတ်နဲ့အလုံး60ထည့်ပြီးတော့ရန်ကုန်နဲ့ပဲကိုအဓိကပို့တော့ဩဟုတ်ကဲ့ဟိုဒီတနေ့ရဲ့ကရခါးသီးတီးတဲ့ဆန်ချိန်နဲ့ပြောဈေးကွက်အချိန်နဲ့ပတ်သက်ပြီးလည်းသိချင်ပါတယ်ရှင့်ဒီနေ့တီးတဲ့ဆန်ချိန်ကကျွန်တော်ရေရတဲ့ခြံနေရာတော့များသောအားဖြင့်ဈေးကောင်းရပါတယ်ဟုတ်အတိရှားတဲ့အတွက်ပေါ့နော်ဒီနှစ်အနေထားရဆိုရင်ဗမာပြည်ဒီဘိုင်းမှာ ရေကြီးတယ်မိုးများတယ်ဆိုလို့ရှိရင်ဘူသီးတွေပြက်ကုန်တာပေါ့ဘူသီးပြက်လို့ရှိရင်ဘူသီးအစာထိုးဒီကောလကားသီးကပို့ပြီးတုံးလာပါတယ်ဟုတ်ကဲ့ဈေးကွက်အနေထားရတော့ဒီနှစ်ကပို့ပြီးတော့ကောင်းလိမ့်မယ်လို့ထင်တယ်အော်ဟုတ်ကဲ့ပါရှင်ဦးအာသူတို့လေးတွေလောက်ရှာလိုက်အောင်ဟုတ်ကဲ့ဦးဒါဆိုလို့ရှင်ဦးဒီပေါ့နော်ဒီကရခါးသီးပေါ့နော်အသီးပို့ပြီးတော့ကောင်းတဲ့အသီးရဖို့အတွက်ဦးတို့နေဘယ်လိုမျိုးယူဆိုင်ပေးရလဲအဲကျွန်တော်တို့ဒီဒီကြားထဲမှာမိုးပြတ်တာတို့ဘာလို့ရှိလို့ရှင်ကျွန်တော်တို့ ဒီအသီးကြီးမြအောင်ရေလောင်းပေးရပါတယ်ဟိုအသီးနံပင်ဆိုတာလည်းအဓိကတော့ရေနဲ့လေရောင်စားနေတာပါပဲဟုတ်ဟုတ်ကဲ့ပါရှင်ဒီကရခါပင်ဆိုင်ပြည့်နေရမှာရောအဓိကအဖြစ်ဦးလို့နေနဲ့ပူပြေဂယူဆိုင်ပြီးတော့ဟိုသူတို့ပူပြေဂယူဆိုင်ပေးရမယ့်အရာဆိုဘာမျိုးဖြစ်မလဲမသိရှင်ကျွန်တော်တို့ဂယူဆိုင်ပေးမယ့်အရာတော့ကျွန်တော်တို့ဒီဒီကောလခါအသီးကိုမျိုးမြုပ်လိုက်ပြီးလို့ရှင်ဆင်ပေါ်မရောက်မချင်းကိုပူပြေဂယူဆိုင်ရတာပေါ့နော်အဲ့အချိန်မှာဒီအညောင်းကို ပြာတွေဟိုစုပ်စားဖို့တွေဝင်လို့ရှိရင်ဒီအညောင်းကမတန်မှန်ပဲပျက်စီးသွားတာဗောလေအဲ့ဒီအညောင်းတန်မှန်အောင်မပျက်စီးအောင်ဆိုပြီးတော့ကျွန်တော်တို့ပြာစည်းတွေစည်းတွေဖျားရပါတယ်စင်ပေါ်ရောက်ပြီးအသီးသီးပြီးဆိုတာနဲ့ကျွန်တော်တို့ဒီကော်လခါသီးကိုစီးလုံးဝမသုံးတော့ဒီကရခါသီးရောဘယ်ဒေတာတွေအများဆုံးစားသုံးကြလဲပြီးတော့ကျမကြီးရောဘယ်လိုအထောက်အကူပြုလဲ အဲဒေသဆိုတော့ကျွန်တော်တို့ဗမာပြည်အနှံ့ပြားစားသုံးကြတယ်ဗောနော်ဟိုဒီကော်ခါတီးကအေးစားဖြစ်တဲ့အတွက်ကျွန်တော်ရှမ်းပြည်မှာတော့တိတ်မစားကြဘူးဟုတ်ကဲ့ပါရှင့်ဟုတ်ကဲ့ပါဦးဒါဆိုလို့ရှိရင်ဒီကော်ခါတီးကိုဗောနော်ဆက်ပြိုးချင်တဲ့သူပဲဖြစ်ဗောနော်ကော်ခါတီးဝယ်ယူမယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးအတီးဘယ်လိုမျိုးမျိုးစစ်မျိုးရွေးချယ်ဝယ်ယူတင်လဲပြီးတော့ဘယ်လိုမျိုးအစာအသောက်ကိုဘယ်လိုမျိုးအတီးမျိုးကိုတော့ဖိဖိရွေးချယ်ပြီးအစာသုံးတင်လဲပေါ့ကျွန်တော်တို့ကော်ရခါသီးမျိုးကတော့မျိုးတော့တိတ်မရွေးပါဘူးเนาะဟုတ်ကဲ့ဟိုဟာပေါ့ဒီ ဒီကော်လခါသီးကိုပဲရင်းတဲ့အသီးကိုပဲကျွန်တော်တို့မျိုးပြန်လောက်တာဟုတ်ကဲ့ချက်ရင်းတဲ့အသီးကိုပဲမျိုးပြန်လောက်တာဒါကတော့ဒေတာမျိုးပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ထိုင်ဝမ်မျိုးခေါ်တာပေါ့အတူအပူတူလေးဒါပေမဲ့ तू ကတော့အစည်းသိမ့်မရှိဘူး तू ကတော့အစည်းရှိတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီဦးစားသုံးမယ်ဆိုလို့ရှိရင်ဘယ်အသီးကပူပြီးကောင်းလဲဦးအဲစားသုံးမယ်ဆိုရင်တော့ဟို သူကတော့နည်းနည်းအစည်းမရှိဘူးဗောနော်မန္လေးရလူတွေဆိုရင်ဒီတိုင်းတော့မလကာသီးလို့ကြိုက်စားကြတာဗောနော်ဒါကြတော့အစည်းပို့ထွက်တာဗောဟုတ်ဟုတ်ကဲ့ဒီနောက်ဆုံးနေနဲ့ဗောနော်ဒီကရခါတိစိုက်ပြတဲ့ຢာတရားပဲရှင်ဆိုပြီးဆုံးပြီလေရှင်ကရခါတိစိုက်ပြတဲ့ຢာတရားကျွန်တော်တို့ရှမ်းပြည်မှာနှင်းခါကြတဲ့အချိန်ကြတော့ကရခါစင်အားလုံးကတပြိုင်တည်းထက်တတ်လိုက်လို့ပါပဲအားလုံးအဲ့အချိန်မှာစီခါကြပြီဆိုတာနဲ့အားလုံးကရခါပင်အားလုံးသိတယ် 허게 와시고 그러면 비자비어 지속도 많이 시 허게 와. ချင်းကလေးစားပါတော့မြဘပြည်သူညေကိုမောင်တော်များရှင်အခုကျွန်တော်ရဲ့ကုသဆက်ပေးကြတာတော့ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာစိုက်ပျိုးထားတဲ့ကော်ရခါသီစိုက်ပျိုးဖို့အစစ်စစ်နဲ့အတူဈေးကွက်ဝင်ပုံများနဲ့ပတ်သက်ပြီးရဲ့ကုသဆက်ပေးကြတာပဲဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ကြန့်ရှိနေသေးတဲ့ဒေတာစိုက်ခင်များနဲ့ပတ်သက်ပြီးတော့ကျွန်တော်စကန်ရဲ့ကိုရေးဖွဲ့သားတွေအကျိုးစားရဲ့ကုသဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဒီစစ်စစ်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းချင်းကလေးစားပါတော့မြဘပြည်သူညေကိုမောင်တော်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်